DVB ရဲ့နောက်ဆုံးရသတင်းတွေကိုပြောပြပေးပါမယ်။တရုတ်အစိုးရရဲ့ဂျာဝင်မှုနဲ့စစ်ကောင်စီနဲ့ကိုကန်တက် MND တို့အကြားတရုတ်နိုင်ငံကုမင်းမြို့မှာမတ်လ22ရက်နေ့ကနေ24ရက်နေ့ထိတွဲဆောင်ခဲ့ကြပေမဲ့ငင်းချိုင်းဆွေးနွေးပွဲပြည်လည်မှုမရရှိခဲ့ဘူးလို့နှိစက်သူတွေနဲ့လေးလာသူတွေကပြောပါရယ်။လာရှုကိုပြန်ပေးဖို့အတွက်စစ်ကောင်စီဘက်ကတောင်းဆိုခဲ့ပေမဲ့သဘောတူညီမှုမရခဲ့ဘူးလို့ကိုကန်တက်နဲ့နှိစက်သူတယောက်ကပြောပါရယ်။ ပြည်တွင်းမှာနိုင်ငံရေးတည်ငြိမ်မှုနှေးပါပြီးစီးပွားရေးလောက်ကံရခက်ခဲနေပေမဲ့လာမယ့်ဧပြီလမှစတင်မဲ့2025-26ဘဏ္ဍာနှစ်မှာပြည်တွင်းအတဒင်ထုတ်လွှင့်မှုနဲ့ဝန်ဆောင်မှုတန်ဖိုး GDP ကျပ်38,498ဘီလီယံနဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း300ခန့်တော့ရဖို့မျှော်မှန်းထားတယ်လို့စစ်ကောင်းဆောင်ကပြောပါရယ်။ကမ္ဘာရွှေဈေးအချိန်နဲ့တဖြည်းဖြည်းတက်လာတဲ့မြန်မာရွှေဈေးဟာမနေ့ကတော့ကျပ်69သိန်းအထက်ထိဇက်တိုက်မြင့်တက်လာပါရယ်။ ရွှေစည်းဟာပြီးခဲ့တဲ့သတင်းဘက်ကကျက်68သိန်းဝန်းကျင်ပဲရှိခဲ့ရကနေတစ်ပတ်အတွင်းကျက်3သိန်းကျော်ထပ်မံမြင့်တက်လာတာဖြစ်ပြီးတစ်ဖက်မှာလည်းဒေါ်လာဈေးကပြန်တက်ရိပ်ပြနေပါဗျ။ DPP ရဲ့နောက်ဆုံးရသတင်းတွေကို DPP TV News Facebook Page မှာဆက်လက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။